နှစ်ရက်သားသမီးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ မေရင်ဟော့စတန်ချန်နယ်မှကြိုဆိုပါရယ်ဒီနေ့မှာတော့ဗုဒ္ဓဟူးသားသမီးများကြိုတင်ချိန်စနိုင်ရန်အတွက်ဆရာထက်မြတ်အောင်ဂမီရပေရင်မှဟောကြားထားသော1380ခုနှစ်အတွက်တနစ်စာဟော့စတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရယ်အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်တာဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းသိရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော် ဗုဒ္ဓဟူးသားသမီးများအတွက်တနစ်စာဟော့စတန်ကံဤတဘောယခုနှစ်1389ခုနှစ်ဗုဒ္ဓဟူးသားသမီးများအတွက်အတက်နေ့နဲ့တိုက်ဆိုင်နေသော နေ့နံဖြစ်နေတာကြောင့်အတာစားပါမယ်။ကောစာရဲ့မယနာအိမ်ကိုလည်းကြားရောက်နေသောနှစ်ဖြစ်တာကြောင့်ဗုဒ္ဓဟူးသားသမီးများအထူးဂရုစိုက်နေထိုင်သင့်သောနှစ်တစ်နှစ်ဖြစ်ပါသည်။ ဒီလိုကိန်းဒီလိုကံတွေဟာခုနှစ်နှစ်တခါကြာရောက်တတ်တာမို့တိတ်ပြီးစိုးရိမ်မနေစေခြင်းပါ သူကံနာသူနေရအလိုက် အာတာချက်အာနေချက်ဆိုတာနေအလိုက်နှစ်စင်ရှိကြစမြဲပါကံဤသဘောတရားနဲ့ဆောင်ရန်ဆောင်ရန်တွေကိုကြိုတင်သိနှင်ထားသူများဖို့မိမိအတွက်အာတာစေသော ကောင်းကျိုးဖြစ်စေသောကံများကိုအလွယ်တကူရွေးချယ်ပြုလုပ်နိုင်ပြီးကံအညံ့များကိုလည်းအလွယ်တကူရှောင်ရှားနိုင်ပါလိမ့်မည် ကျွန်တော်အနေနဲ့ကတော့ကံဆိုးကောင်းဆိုတာဟောစာရမ်းမှာပါနေတာကိုစိတ်ညစ်တာစိတ်တက်ကြတာမျိုးမဖြစ်စေချင်ပါဖြစ်မလာသေးတဲ့စိတ်ညစ်စရာများကိုဖြစ်မလာအောင်ကြိုတင်ကာကွယ်ဖို့အတွက်ဖြစ်စေချင်ပါသည် ယခုနှစ်ဗုဒ္ဓဟူးသားသမီးအနေနဲ့ဘဝရုံးကံရမှုတွေအခက်ခဲတွေစိတ်ဖိစီးမှုနဲ့တာဝန်ယူရမှုတွေများပြားမဲ့ခုနှစ်မျိုးလို့ဆိုရပါလိမ့်မယ်ဇွဲဆိုတာဘာလဲဆိုပြီးအခက်ခဲဆိုတာတွေကိုစိန်ခေါ်ဖြစ်ကြော်ရမယ်နှစ်မျိုးဖြစ်ပါတယ်အဲ့လိုဇွဲဖြင့်တီးခံဖြတ်တန်းနိုင်မှသာအဆုံးမှာအောင်မြင်မှုရတတ်သော ကာလမျိုးဖြစ်ပါတယ် စိတ်မရှိတာစိတ်တကြလွယ်တာတွေဒီနှစ်မှာလုံးဝစင်ကျင်ရပါလိမ့်မယ်။ဘာသာရေးຫນွယ်ဝင်ဖုန်ကြီးရဟန်းများနဲ့တီလာရှင်ဆရာလေးများအတွက်ယခုနှစ်ဟာចောင်းဆောင်တင့်များယခုထက်သာလွန်တဲ့နေရာများတွင်တည်င်းသုံးရတတ်ပါသည်။ဖုန်းတံခိုးကြီးလာတက်ပြီးသာသနာရေးရာလုပ်ငန်းများတွင်အောင်မြင်လာတတ်ပါတယ်။တချို့လူပုဂ္ဂိုလ်များလည်းယခုလိုကံမျိုးကြုံလာသည့်အခါကံညက်များတတ်တာအောင်ယဟန်းဝတ္တာတီလာရှင်ဝတ္တာမျိုးပြုတတ်ကြပါသည်။ ဝိဖို့အခက်ခဲရှိတဲ့ဗုဒ္ဓဟူသားသမီးများအနေနဲ့ဘာသာရေးကုသိုလ်ရေးအမျှပေးဝေတာမေတ္တာပို့တာတွေပြုလုပ်ပေးရမည်နေ့စဉ်လုံနိုင်နေ့စဉ်နေ့စဉ်မလုံနိုင်ရင်တပတ်တစ်ခါမိမိနေ့တွေမှာပြုလုပ်ပေးပါကိုချင်းတီလာပြေဆောင်အောင်နေထိုင်ရမည်ပြိပဌံအဋိဌံဝင်ရမည်အကုသို့ဖြစ်စေသောအစာအသောက်အပြောဆိုပြုမှုအလောက်ကံအားလုံးစင်ကျင်ရမှာဖြစ်ပါသည်မိမိနည်းနှင့်လာပြေလာွယ်နေများတွင်တသက်လွတ်စားပါ တက်နိုင်တဲ့ဘက်ကလှူတာကုသိုလ်ပြုတာစေတနာထားရွေလှူဆောင်ပေးတာလေးတွေကမိမိကို ကောင်းမှုကံလေးတွေပေါ်လာစေမှာပါစိတ်ရှိရှိဖြင့်နေထိုင်တာမိမိကိုကိုအနာပေးအနာယူတာတွေပြုလုပ်နေထိုင်ပါစွန့်စွန့်စားစားလုပ်ရမယ့်အလုပ်မျိုးတွေတက်နိုင်သမျှရှောင်ပါပရာဟိတလုပ်ငန်းများလှူဆောင်ပေးပါအများနဲ့ပူးပေါင်းဆောင်ရွက်ပါလောဘဒေါသစိတ်တွေလျှော့၍နေထိုင်ပါဘာသာရေးကုသိုလ်ရေးအမျှဝေး မေတ္တာပို့ပါအမြဲတမ်းတယဏံကုံသုံးပါမမေ့ပါနဲ့အတစိတ်တွေတက်နိုင်သမျှရောချပစ်ပါယခုနှစ်ဟာဘာသာရေးလုပ်ငန်းများတွင် အခြားနည်းနံများထက် အောင်မြင်တတ်ပါတယ်ဘာသာရေးမမေ့မလျော့သောဗုဒ္ဓဟူသားသမီးများယခုနှစ်ကံညံ့များကင်းပြီးကံစားတာများပို့၍ကောင်းလာစေနိုင်မှာဖြစ်ပါသည် လူမှုရေးယခုနှစ်ဗုဒ္ဓဟူးသားသမီးများအနေဖြင့်မိမိကိုတာဝန်ယူစေခိုင်းလိုမှုများအပေါ်တက်နိုင်သမျှအာမခံမလွယ်သင့်ပါအလိုလိုနေရင်တာဝန်ယူစေလိုသူ ခိုင်းလိုနှိမ်လိုသူ အမုန်းပွားလိုစိတ်ပေါ်လာနေတတ်သောကောစာနှမျိုးဖြစ်ပါတယ်။ဒါကြောင့်လဲဗုဒ္ဓဟူးသားသမီးများအနေဖြင့်လူမှုဘဝတွေမှာအနေနီးဆက်တဲ့ဝင်းကျင်အတိုင်းဝိုင်းတွေနဲ့တဟစရာဖြစ်မှုနဲ့ပါတက်ပြီးငွေရမဟုတ်သောနေရာမျိုးရဝေးနေရာတစ်တွေမှာအဆင်ပြေတာမျိုးရှိတတ်သည်။ ယခုနှစ်ဗုဒ္ဓဟူးသသမီးများအနေဖြင့်နာရေးအိမ်သွားခြင်းတင်ချိုင်းမြေနှင်းခြင်းများတက်နိုင်သမျှရှောင်ပါမဖြစ်မနေသွားရပါကပြန်ရောက်သည့်အခါတယောကင်ပွန်းနှင့်ခေါင်းဆေးလိုက်ပါယခုနှစ်ဗုဒ္ဓဟူးသသမီးအများစုက စိတ်အစဉ်မပြေမှုအဖြစ်များတတ်ပြီး မိမိကိုယ်ကိုယုံကြည်မှုအားနည်းတက်လာနိုင်ပါတယ်။စိတ်အစဉ်မပြေမှုက တိုးတက်နိုင်သောကံကိုအားနည်းစေပြီးလौတမရတွေမှာယုံကြည်မှုခိုင်မာအောင်ကြိုးစားတင်ပါသည်။ဒါကြောင့်လည်းယခုနှစ်ဟာဇွဲရှိဖို့အဓိကလိုအပ်တာဖြစ်ပါတယ်။ယခုနှစ်မိမိအနီးဝန်းကျင်မှာရှိတဲ့သူများရဲ့ဖိအားပေးမှုခံရတတ်တာတွေ၎င်းတို့နဲ့အမြင်ဝါဒသဘောထားမတူညီတာတွေဖြစ်လာနိုင်ပါတယ် ယခုနှစ်ကာလထဲမှာခီးသွွားရတာတွေစိတ်ပြောင်းလဲမျက်နှာတွေဟိုပြောင်းဒီပြောင်းပြောင်းလဲရတဲ့အခြေအနေတွေနဲ့ကြုံရနိုင်ပါတယ်။ယခုနှစ်ကာလအတွင်းနာယေးကိုအကြောင်းပြု၍ခီးသွွားရတတ်သည့်မိမိနဲ့နီးစပ်ဆက်နွယ်မှုရှိသူတွေထဲမှာလည်းနာယေးကိစ္စကြုံရတတ်သည့်အရက်တေးတောက်တုံးခြင်းခြေလေးချောင်းသားအမဲသားဝတ်သားစားခြင်းတက်နိုင်သမျှယခုနှစ်မှာရှောင်ကျင်ပါပါနာတိပါရာကံကိုဒီနှစ်အထူးဆောင်ထင်းစေခြင်းပါသည်။ ယခုနှစ်ဟာဗုဒ္ဓဟူးသသမီးများအတွက်နိုင်ငံရဲ့ခြားလူမျိုးခြားအကျိုးပေးပါလိမ့်မည်။မြေကိစ္စများအမွေကိစ္စများဆောင်ရွက်ရတတ်သည့်ကောင်းသောနေရာဌာနများသို့ပြောင်း၍နေထိုင်ရတာမျိုးတွေကြုံရတတ်ပါတယ်။ဘဝအတွက်အမှတ်ရစေသောအရေးပါသောအသိပညာသို့မဟုတ်အတွေ့အကြုံများရတတ်မည်။ယခုနှစ်ဗုဒ္ဓဟူးသသမီးအများစုဟာလောကရန်တရားနှင့်အနီးဆက်ဆုံးရှိသည့်နိနံဖြစ်တာကြောင့် ောကရန်တရားကိုကြီးစွာခံစားရနိုင်ပါသည်တငါနာနီးတငါမူဆိုးနာနီးမူဆိုးဆိုသလိုနီးစက်ရာဝင်းကျင်ကောင်းမွန်သူတွေအဖို့ဒီတစ်နှစ်ဟာကောင်းမွန်စွာပဲဖြစ်ကျော်နိုင်ပါလိမ့်မည်စီးပွားရေးယခုနှစ်ဗုဒ္ဓဟူးသားသမီးများရဲ့စီးပွားရေးကဏ္ဍမှာတော့ တိုက်ခံပြိုင်ဆိုင်သိမ့်များမဲ့ကာလမျိုးပါစီးပွားရေးပြိုင်ဆိုင်မှုတွေပေါ်လာနိုင်ပြီးအကျိုးစီးပွားကိုလူရဲလုံးယူနေရသောအခြေအနေမျိုးတွေဖြစ်ပေါ်လာနိုင်သည်လုပ်ငန်းပိုင်းတွေမှာအကျိုးစီးပွားကိုရံဘက်ပြိုင်ဘက်တွေကြားကနေစူးစမ်းတိုက်ခတ်ယူရမယ့်အနေအထားတွေနှီးတူရှိတတ်သည်ယခုနှစ်ဗုဒ္ဓဟူးသသမီးများအနေနဲ့အလုံနေရာများလုပ်ငန်းပိုင်းများပြောင်းရွှေ့လိုသူများအတွက် အပြောင်းရွှေ့ကိစ္စများအဆင်ပြေတတ်သည့် ဌာနကံများကောင်းမွန်နေတာကြောင့်ကောင်းသောနေရာများတွင် နေထိုင်ရတတ်ပါသည်သို့တော်ရာဟုသားသမီးတွေကတော့နေရာထိုင်ခင်းကံကောင်းတော်လဲကိုလိုချင်နှစ်သက်နေသော အခြားစိတ်ပိုင်းကံနာတချို့ကို နေရာထိုင်ခင်းကံနာကိုငဲ့ကွက်ပြီးဆွလွတ်ခွဲခွာရတတ်ပါတယ်ဥပမာအားဖြင့်ရာဟုသားသမီးများ ကိုလိုချင်တဲ့အလုပ်ရာထူးနေရာကောင်းမျိုးကိုရပေမဲ့ကိုချစ်ရတဲ့သူတွေနဲ့ခွဲနေရတတ်သည့်ကံမျိုးကိုလာကြုံတွေ့ရတတ်သောနှစ်ဖြစ်သည် ယခုနှစ်ဗုဒ္ဓဟူးသားသမီးများအနေဖြင့်တမာအာဇီဝကြသော လုပ်ငန်းမျိုးဦးစားပေး၍လုပ်ကိုင်တင်သည်ရဝေးလုပ်ငန်းရဝေးနှင့်ချိတ်ဆက်လုပ်ကိုင်ရသော လုပ်ငန်းနိုင်ငံခြားလူမျိုးခြားတို့နှင့်ဆက်ဆက်သောလုပ်ငန်းကျန်းမာရေးဆေးဝါးလုပ်ငန်းကုန်သွယ်ရေးဆက်သွယ်ရေးပို့ဆောင်ရေးလုပ်ငန်းယာတီပေါ်လုပ်ငန်းအမြဲတမ်းတွာလာလုပ်ကိုင်နေရသော လုပ်ငန်းပရာဟိတလုပ်ငန်းများနှင့်အကျိုးပေးအဆင်ပြေတတ်ပါသည် ခုနှစ်ဗုဒ္ဓဟူးသားသမီးများအနေဖြင့်ယင်းဤမြုံနံမှုပိုင်းမှာလည်းအရင်းအနှီးရလွယ်ခြင်းယင်းဤမြုံနံမှုမှအကျိုးခံစားရခြင်းများရရှိတတ်သော ကာလဖြစ်ပါသည်မိမိရဲ့ဆွေမျိုးနီးစပ်တော်သူထံမှဖြစ်စေလက်အောက်ငယ်သားတဦးထံမှချစ်ခင်သဖြင့်ကူညီပံ့ပိုးပေးခြင်းမျိုးကို၎င်းခံစားကြုံကြရတဲ့ချိန်လေးဖြစ်ပါသည်ယခုနှစ်ဟာမိမိတူဦးရဲ့ရုံးကံမှုထက်တစ်ဖက်ဖက်က ထောက်ကူထောက်ပံ့ပေးမှုလေးတွေကြောင့် အဆင်ပြေစေနိုင်တဲ့အခြေအနေမျိုးတွေနဲ့ကြုံကြရနိုင်သော နှစ်တစ်နှစ်ဖြစ်ပေသည်မိသားစု၏ယခုနှစ်ဗုဒ္ဓဟူးသားသမီးများ၏မိသားစုကဏ္ဍမှာကောင်းမွန်အဆင်ပြေနိုင်သောနှစ်ဖြစ်ပေလိမ့်မည်ရစရာရှိသောအမွေနှစ်ပစ္စည်းများရတတ်သည်ဝိုးအိမ်နေရာပြုပြင်ရခြင်းပြောင်းရွှေ့ရခြင်းများကြုံရတတ်သည်ဗုဒ္ဓဟူးသားသမီးများယခုနှစ်မှာမိသားစုအပေါ်အထောက်အကူများစွာပြုပေးရတတ်သောနှစ်ဖြစ်သည်နေအိမ်မှာရှိတဲ့ ောင်လက်ငယ်သားများရဲ့အကျိုးပြုအကျိုးခံစားမှုများရတတ်သလို၎င်းတို့ရဲ့အောင်မြင်မှုများမြင်တွေ့ရနိုင်သောနှစ်ဖြစ်ပါသည်။နေအိမ်ကို အနောက်အရက်ကလူဝင်လူထွက်သတိပြုပါဆက်ပစ္စည်းများနှင့်မိဆွေဟောင်းများဆွေမျိုးများနေအိမ်ကိုရောက်လာမည်။အိမ်ဝိဒရိဆန်ထွက်မီ နေရထိုင်ခင်းရွှေပြောင်းနေထိုင်ရခြင်းဖြစ်တတ်သည်။မိသားစုဝင်တဦးဦးကျမ်းမာရေးညံ့တတ်သည်။ဈေးဝါးနှင့်အစားအစာကောင်းများရတတ်ပါသည်။ ငွေကြေးကံယခုနှစ်ကောစာကံအရငွေကြေးကဏ္ဍပိုင်းတွေမှာဗုဒ္ဓဟူသားသမီးများအနေနဲ့ထီကံစမ်းမဲများပေါက်သလိုငွေဝင်တက်သောအခြေအနေတွေရှိနေတတ်သည့်အငွေပစ္စည်းရတက်သောအခြေအနေမျိုးတွေလည်းကြုံရနိုင်ပါတယ်။ surprise ပုံစံငွေဝင်တက်ပြီးငွေကြေးသုံးဆွဲမှုတွေအမှားယွင်းမဖြစ်ဖို့တတိပြုရမည်။ ငွေအလိန်ခံရခြင်းချင်းငားယူပြီးတောင်းရခက်ခဲခြင်းများဖြစ်တတ်ပါတဲ့အထူးသဖြင့်တနာခြင်းအားနာခြင်းကနေဖြစ်တတ်တာကြောင့်ဒါလေးတွေဂယုပြုစင်ခြင်းမှာချစ်ခင်လိုရတတ်တဲ့ငွေကြေးများအောက်လက်ငယ်သားများရဲ့တည်တက်မှုကနေရတဲ့ငွေကြေးရင်းနှီးမြှုပ်နှံမှုကနေရလာနိုင်တဲ့ငွေကြေးစသည်များဝင်ရောက်ပြီးလုပ်ငန်းကနေရလာနိုင်တဲ့ငွေဝင်ကန်ကတော့ပင်ပန်းခံစူးစမ်းအားထုတ်ရတတ်ပါတယ်လူမှုရေးကဏ္ဍတွေမှာငွေကြေးအထွက်များတတ်ပါတယ် ကျမ်းမာရေးယခုနှစ်ဗုဒ္ဓဟူးသားသမီးများဂရုပြုရမယ့်ကံထဲမှာ ကျမ်းမာရေးကဏ္ဍကလည်းပါဝင်နေပါတယ်။စိတ်ပိုင်းဆိုင်ရာမာကြောဖို့တန်မာဖို့လိုအပ်ပါတယ်။စိတ်တက်ကြလာတဲ့အခါကျမ်းမာရေးညံ့များဝင်လာတက်ပြီးရုပ်ပိုင်းပါတချောင်ချောင်ဖြစ်လာတတ်ပါတယ်။ဒါကြောင့်ယခုနှစ်ဟာဗုဒ္ဓဟူးသားသမီးများအတွက် မာရင်သူများထက်ပိုမာတက်ပြီးညံ့ပြီးခေဆိုရင်လေသူများထက်ပိုညံ့နေတတ်ပါသည် အစားအသောက်တွေထဲမှာအရန်ငန်တဲ့အစားအစာတွေလျှော့စားပါအေးလွန်းတဲ့အစားအစာတွေ ရေခဲရည်တွေရှောင်ပါရေနဲ့နီးစပ်သောနေရာများမှာနေထိုင်မှုတွေဆင်ကျင်ပါသွေးအတက်ကျဖြစ်ခြင်းအေးအမိခြင်းအစာမကြေဖြစ်ခြင်းချောင်းဆိုးခြင်းအစာအိမ်စသည်များကိုဂရုစိုက်စေခြင်းပါတယ်ကျန်းမာရေးရာအနေနဲ့နှင်းစီပန်းနှင့်နွားနို့များမကြမကြလှူဒန်းခြင်းဆေးဝါးတက်စာများလှူဒန်းခြင်းတားတက်လွတ်စားခြင်းမိမဲလှုပ်ခြင်းကုသိုလ်များကိုပြုလုပ်ပေးနိုင်ပါသည် အချစ်ရေယခုနှစ်ဗုဒ္ဓဟူးသားသမီးများရဲ့မေတ္တာရေးကဏ္ဍကတော့ကောင်းမွန်သောအခြေအနေမျိုးတွေနဲ့ကြုံကြရနိုင်ပါတယ်။အချစ်တက်ရှာဖွေနေသူများအတွက်ကတော့ယခုနှစ်ဟာမိမိထက်ငယ်ရွယ်ချောမောသူများနဲ့ဆုံတွေ့ရတတ်ပါတယ်။မြင့်မြတ်နိုးနိုးချေရမယ်သူမျိုးနဲ့တွေ့ဆုံရတတ်ပါတယ်။ချစ်သူရေးစားရှိသူများဖို့နှစ်ဦးကြားအနက်ရောင်ပါသောအတုံးဆောင်ပစ္စည်းများလက်ဆောင်ပေးခြင်းကိုရှောင်ကြဉ်ရပါမယ်။ချစ်သူရေးစားရှိတဲ့သူများအနေနဲ့ ကြာသမပေသားသမီးဗုဒ္ဓဟူသားသမီးတနင်္ဂနွေသားသမီးဖြစ်နေပါကအစင်မပြေမှုလေးတွေရောထွေးရှိနေတတ်ပါတယ်။တောက်ကြသားသမီးတနင်္လာသားသမီးဖြစ်နေပါကအစင်ပြေလိုက်မပြေလိုက်အခြေအနေမျိုးတွေနဲ့ကြုံရနိုင်ပါတယ်။ကျန်းနေနံများကတော့အများစုအစင်ပြေနိုင်ကြပါလိမ့်မယ်။ယခုနှစ်ကာလမှာဗုဒ္ဓဟူသားသမီးများရဲ့မြစ်တာရေးနဲ့ပတ်သက်ပြီးအနေဝေးစေနိုင်တဲ့ကံများတွေ့ရနိုင်ပါတယ်။ အလုတ်ကိစ္စကြောင့်ဖြစ်စေအခြားကဏ္ဍများကြောင့်ဖြစ်စေရုပ်တရက်အနေဝေးရတဲ့ကံမျိုးနဲ့ကြုံရနိုင်ပါတယ်မြစ်တာရေးနဲ့ပတ်သက်ပြီးရည်ရွယ်ချက်များတချို့တော့အကောင့်ထဲပေါ်နိုင်တဲ့အခြေအနေမျိုးနဲ့ကြုံကြရတတ်ပါတယ်ပုံစံအချင်းစရိုက်မတူညီသောအခြေအနေမျိုးလေးတွေရောထွေးပါလာတတ်တာကြောင့်ချစ်သူရည်စားထားမယ်ဆိုရင်မိန်းကလေးများအနေဖြင့်အချိန်ယူပြီးမှလက်ခံသင့်ပါသည် ခုနှစ်မှာဗုဒ္ဓဟူးသသမီးများအနေဖြင့်မြစ်တာရေးကိစ္စတွေမှာတတိပြုစရာတစ်ချက်ကစိတ်ခံစားလွယ်ပြီးအရွေးတိုက်တာမျိုးတွေကိုရှောင်ကျဉ်ဆင်ကျဉ်သင့်တယ်လို့တယူတန်ချင်းအတကြီးချင်းကလည်းမြစ်တာရေးကိစ္စတွေမှာတာယာမှုကို ပြက်ပြားစေနိုင်ပါတယ်အခြားကဏ္ဍများမှာစိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေများလာတဲ့အခါမျိုးမှာမြစ်တာရေးတွေမှာ အထက်အငော့လေးတွေဝင်လာတတ်ပါတယ် တတ်နိုင်သမျှတစ်ဖက်ချစ်သူကမိမိအပေါ်နားလည်ပေးသီးခံလိုက်ရောမှုပေးတတ်တဲ့သူမျိုးဆိုရင်တော့ဒီနှစ်ဗုဒ္ဓဟူးသားသမီးများအတွက်မေတ္တာရေးကိစ္စတွေမှာအစဉ်ပြေချုံးမွေသောအနေအထားမျိုးကိုရရှိနိုင်မှာဖြစ်ပါသည်။အိမ်ဆောင်ရေးယခုနှစ်ဗုဒ္ဓဟူးသားသမီးများရဲ့အိမ်ဆောင်ရေးကံအနေအထားကတော့အများအားဖြင့် ာယာလာနိုင်သောကံအနေအခြေအနေမျိုးတွေနဲ့ကြုံကြရနိုင်ပါတယ်။နေအိမ်ကိုအဆောင်လက်ဖွဲ့ပစ္စည်းများပရင်းနှင့်ဆရာသမားတို့အယောင်များအဝင်မသိဂရုပြုရပါမယ်။အိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးအကျိုးခံစားရတာအထောက်ပံ့ရတာမျိုးတွေကြုံရနိုင်ပါသည်။ကွဲကွာနေသောအိမ်ဆောင်ဘက်များရှိနေရင်၎င်းတို့နဲ့ယခုနှစ်အဆက်အသွယ်ပြန်ရတတ်ပါသည်။ဆွေမျိုးနှိစက်ရာပေါင်းကူမှုကြောင့်ပြန်လဲပေါင်းစည်းရတတ်သောကံခြေနေမျိုးကြုံတတ်ပါတယ်။ ဗုဒ္ဓဟူသားသမီးအများစုယခုနှစ်အိမ်ဆောင်ရေးကဏ္ဍတွေမှာဗုဒ္ဓဟူသားသမီးတနင်္ဂနွေသားသမီးလည်းကောင်းနေနိုင်များနှင့်အစင်မပြေဖြစ်လွယ်တတ်ပါသည်။ကြာသမဘေးသားသမီးတနင်္လာသားသမီးနေနိုင်တွင်လည်းကတော့အစင်ပြေလိုက်မပြေလိုက်အခြေအနေမျိုးတွေကြုံကြရတတ်ပါတယ်။ကျန်နေနံတွေကတော့အများစုအစဉ်ပြေပါလိမ့်မယ် နေရထိုင်းခင်းရွှေ့ပြောင်းကိစ္စတွေဖြစ်တတ်သောကာလဖြစ်နေတာကြောင့်မပြောင်းမဖြစ်သောအခြေအနေမျိုးတွေကြောင့်အိမ်နောင်ဘက်နဲ့ခိတ္တဝေးကွာရတဲ့အနေအထားတွေနဲ့ကြုံလာရတတ်ပါတယ်။ယခုနှစ်ကောစာကံဟာဗုဒ္ဓဟူသားသမီးအများစုကံစားတာနှိမ်ပါနိုင်သောနှစ်ဖြစ်တာကြောင့်အိမ်နောင်ရေးမှာလည်းဘေးနောက်ဆက်ကမတိမတာဝင်ပါလာတတ်ပါတယ်။ထို့ကြောင့်အိမ်နောင်ရေးကိစ္စတွေမှာအိမ်နောင်ဘက်နဲ့မိမိကြားစိတ်ရှိပါအရွယ်တိုက်တာတည်ယူတန်တာမျိုးတွေရှောင်ကျင်ပါ တို့မှသာအိမ်ောင်ရေးကံများကို ကောင်းမွန်အောင်ထိမ့်သိမ့်နိုင်ကြပါလိမ့်မည်။ပညာရေးယခုနှစ်ဗုဒ္ဓဟူးသားသမီးအများစုကပညာရေးကဏ္ဍမှာကံထောက်ပံ့ကောင်းများရတတ်ကြပါရယ်မိမိရဲ့လှုပ်ဆောင်နိုင်စွမ်းစူးစမ်းနိုင်စွမ်းတွေပေါ်လွင်တတ်သောနှစ်ဖြစ်ပါရယ်ဒီလိုစွမ်းနိုင်မှုတွေကလွယ်ကူစွာရတတ်တာမျိုးတော့မဟုတ်ပါစိတ်ပိုင်းဆိုင်ရာအစဉ်ပြေနေဖို့အဓိကလိုအပ်ပါရယ် အများစုကအရေးကြီးကိစ္စလှုပ်ဆောင်ခါနီးကာလများတွင်စိတ်နှောင့်ယှက်များဝင်လွယ်တတ်ပါတယ်ဒီလိုအခြေအနေတွေကနေစူးစမ်းယူရတဲ့အနေအထားမျိုးကြုံရနိုင်ပါတယ်အင်တာဗျူးကိစ္စသင်တန်းကိစ္စစာမေးပွဲကိစ္စလေးလာသင်ယူရေးကိစ္စများအထောက်ပံ့ရဖို့အဖြူရောင်နှံ့တာရောင်များဝစ်ဆင်တင်ပါသည်အစိမ်းရောင်အနက်ရောင်အညိုရောင်များကတော့ပညာရေးကဏ္ဍမှာရှောင်ကျဉ်ရပါမည် ယခုနှစ်ဗုဒ္ဓဟူးသသမီးများပညာရေးကဏ္ဍမှာတတိပြုမဲ့တစ်ချက်ကအာယုံစူးဆိုင်မှုအားနည်းလာတတ်ပါတယ်။ကြက်ပီးသားစာများမေ့လွယ်တာမျိုးကြုံရတတ်တာကြောင့်အမြဲတမ်းတွေးပေးဖို့လိုအပ်သလိုစိတ်တက်ပိုင်းဆိုင်ရာတက်ကြနေမှုရှိနေဖို့လည်းလိုအပ်ပါသည်။ဒီနှစ်အတွက်အထူးဆောင်ရန်ရှောင်ရန်များအယောင်ဆောင်ရန်အယောင်မှာနန္တာယောင် အနီယောင်အနက်ယောင်တို့ဖြစ်ပါတယ်။ရှောင်ရန်အယောင်မှာအညိုယောင်အစိမ်းယောင်တို့ဖြစ်ပါတယ်။ အရသာဆောင်ရင်အရသာမှာအချိုးအချင်းဖန်လို့ဖြစ်ပါတယ်ရှောင်ရင်အရသာမှာအငံခါတို့ဖြစ်ပါတယ်အရက်မျက်နာကောင်းသောအရက်မှာမြောက်အရက်အရှိအရက်အရှိတောင်တို့ဖြစ်ပါတယ်သတိပြုရင်အရက်မှာအနောက်တောင်အရက်တောင်ရက်တို့ဖြစ်ပါတယ်နေများကောင်းသောနေများမှာတောက်ကြနေအင်္ဂါနေစနေနေတို့ဖြစ်ပါတယ်သတိပြုရင်နေများမှာတနင်္ဂနွေနေဖြစ်ပါတယ်ကနန်းများအကျိုးပေးသောကနန်းများမှာ6953တို့ဖြစ်ပါတယ် အကျိုးပေးသောကနန်းများမှာတရှိတို့ဖြစ်ပါれရရလာစဉ်အတီးထံဝင်ခြင်းတန်ရှင်းရေးကုသိုလ်များပြုလုပ်ခြင်းရွှေတင်ကန်းကတ်ခြင်းရေရင်းရေကန်တူးဖော်ခြင်းနေရာများတွင်ကုသိုလ်ပြုပေးတင်ပါသည်နှင့်ယခုနှစ်အတွက်အဆောင်ရတနာအနေနဲ့မဟူရာပလဲဖြူစသည်တဲကအစဉ်ပြေရာကိုအ धिक သုံးဆွဲဝတ်ဆင်၍ကံကောင်းခြင်း လူချစ်လူခင်ပေါ်များခြင်းလက်လာပကြွယ်ဝခြင်းများရရှိပါမည် ုံးမိမိနေနဲ့လာပြေးလာွယ်ရဲ့များတွင်တားတက်လို့စားပါငါဖြစ်စီငါဖြစ်စီတက်စေပေးမဲ့လို့ပါလူကြီးသူမများအားစေဝါဒက်စာများကုတူပြုပါဗုဒ္ဓဟူသားသမီးများအားလုံးကိုစိတ်နှစ်ဖြာစံမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေဗုဒ္ဓဟူသားသမီးများအတွက်အကျိုးရှိပါကကိုမန့်မာတခုခုရေးခဲ့ပြီး အခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့သောမိษွေတို့ရဲ့အခက်ခဲတွေကိုဆရာထက်မြတ်အောင်နှင့်ဗီရင်မေးမြန်းဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရဗီရင်ပညာ Telegram နှင့် Facebook Messenger တို့မှာဒါရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ဆုတင်ပါတယ်။ဗီရင်လက်ပွင့်ရာအစီရင်နှင့် ခုနှစ်ရက်သားသမီးနေဆိုဟောစတန်းတွေကိုပုံမှန်တင်ဆက်ပေးနေလို့သခရရီလေးနှိပ်ပြီးအစ်စ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့နဲ့နော်